ဗုဒ္ဓကလောကမှာရှိတဲ့တသိတ္တမဲ့တွေအကုန်လုံးကတကြီးလေးပါဖြစ်တဲ့ပထဝီမြေဓာတ်တေဇောမြေဓာတ်အာပေါ်ရေဓာတ်ဝါယောလေဓာတ်ဆိုတဲ့တကြီးလေးပါကို အခြေခံတိဆောက်ထားတယ်လို့ဟောကြားခဲ့ပါတယ်။နောက်ပြီးစัจ java လာဆိုတာတခုတည်းတရှိတာမဟုတ်ဖဲနဲ့စัจ java လာဘုံများစွာတရှိတယ်လို့ပြောကြားထားခဲ့ပါတယ်။ဗုဒ္ဓရဲ့ဟောကြားချက်အရစัจ java လာဟာ၃မျိုး၃စားရှိတယ်လို့ဆိုပါတယ်။ ဒီစัจ java လာ၃မျိုးကတော့ဆူလာနီကာလာလောဂရက်လို့ခေါ်တယ်အသေးစားစัจ java လာမီဇီမီကာလာလောဂရက်လို့ခေါ်တယ်အလတ်စားစัจ java လာမဟာတရတိလောဂရက်လို့ခေါ်တယ်အကြီးစားစัจ java လာဒီပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အခုနေထိုင်နေတဲ့နေစัจ java လာကတော့အသေးစားလောဂရက်ထဲမှာပါဝင်တဲ့အစိပ်ပိုင်းလေးတခုတာဖြစ်ပါတယ်နေစัจ java လာမှာကျွန်းကြီးလေးကျွန်းရဲ့အဲ့ဒီကျွန်းကြီးပတ်ချာလဲမှာတည်ရှိနေတဲ့သမှုတရားရဲ့ နက်ခတ်တာရရရဲ့နေနဲ့လရဲ့အပယ်လေးပုံတို့ကျွန်တော်ရဲ့လူပုံနတ်ပုံတွေမြမာပုံတွေစတာတွေအကုန်ပါဝင်နဲ့အစုအခွဲတွေကိုနေဆက်ကြဝလာလို့ခေါ်ဆိုပါတယ်ဘုံတော်ဟောကြားချက်အရာဒါဆိုရင်ဒီဆက်ကြဝလာကြီးထဲမှာကျွန်တော်တို့ကဘာလို့လူသားတွေနေထိုင်တဲ့ကဘာပေါင်းဟာဆိုရင်မရေတွက်နိုင်အောင်ကိုတည်ရှိနေတယ်ဆိုတာပါပဲထဲမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုကဘုရားရှင်ပွင့်တော်မူတဲ့ခေတ်မှာဤပညာတွေမတိုးတက်သေးတာကြောင့် အာကာသထဲမှာသွာလာနိုင်တဲ့ယင်တွေအဝေးကြီးမှန်ပြောင်းတွေအင်တာနက်ဆရာတွေလည်းတခုမှမရှိမနေသေးပါဘူးဒါဆိုမြတ်စွာဘုရားကဓာရီကိုဘလို့တိနေခဲ့တာလဲဆိုတာကတော့တတော်လေးကိုအံ့ဩဖို့ကောင်းနေပါတယ်သိပ္ပံပညာရှင်တွေလက်ခံတဲ့ကဘာကြီးဖြစ်ပေါ်လာပုံဟာလည်းဘုဒ္ဓဟောကြားခဲ့တယ်လို့ခက်ဆင်းဆင်းပါပဲဆိုတော့ကဘာကြီးဘလို့ဖြစ်ပေါ်လာတယ်လဲဆိုတာကိုလေ့လာကြည့်ကြရအောင်ပါကျယ်ရီတည်သွားတဲ့အခါဒို့မဟုတ်ကျယ်ရီကျွေသွားတဲ့အခါ စူပါနိုဗာတွေပေါက်ကွဲမှုဖြစ်ပြီးတော့ elements တွေအကုန်လုံးဟာတစ်ဆက်စီကွဲထွက်လို့လာပါတယ်။အဲ့ဒီအပိုင်းစားလေးတွေက gas cloud တွေအဖြစ်ပြောင်းလဲသွားတာပါ။မြင်အောင်လို့ပြောရမယ်ဆိုရင်တော့အဆောက်အဦးတစ်ခုကိုပေါက်ခွဲဖြစ်စည်းလိုက်တဲ့အခါသူတို့မှရှိတဲ့အဆိုင်ခဲတွေဟာမြေမုံမြေခဲတွေဖြစ်တစ်ဆက်စီလွန့်စင်သွားသလိုပါပဲ။ဒီလိုနဲ့အဲ့ဒီအဆိုင်ခဲတွေဟာ gravity ကြောင့်အပျက်စီးတွေအကုန်လုံးဆုလာပြီးကဘာကြီးစတင်ဖြစ်ပေါ်လာတာပါ။ ကဘာကြီးစတင်ဖြစ်ပေါ်လာတော့ကကဘာကြီးကမီးတောက်လုံကြီးတာဒါမှရှိတာပါ။ဘာဖြစ်လို့လဲဆိုတော့ JR Supernova တွေပေါက်ကွဲမှုတွေကနေဓာတ်ရောင်ကြီး radiation တွေအများကြီးပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာဥက္ကခဲတွေကလည်းကဘာမြေပေါ်ကိုကြောက်ရောက်ပေါက်ကွဲနေကြပါတယ်။ဘလောက်တောင်ပူပြင်းတယ်လဲဆိုရင်အဲ့ဒီအချိန်မှာသင်္ဟာကဘာမြေပေါ်မှာရှိနေတယ်ဆိုရင်ချက်ချင်းပြာကျသွားနိုင်တာကြောင့်မလို့အခြေချောဖို့နေရာတောင်ရှိမှာမဟုတ်ပါဘူး။အရေတွေရဲ့ထုံးစံအတိုင်းလီးလံတဲ့ကောင်တွေဟာအနေထိုင်သွားခဲ့ပြီး ူးထပ်ပေါ့တဲ့ကောင်တွေကတော့အပေါ်ကိုရောက်သွားတာကြောင့်ကဘာမြေမှာအလွာတွေအထက်ထက်ဖွစ်ပေါ်လာတာပါအဲ့ဒါကြောင့်ကဘာရဲ့အလယ်မှာ iron coal လို့ခေါ်တဲ့ပူပြီးတိတ်တဲတဲ့ဘောလုံးတရံကြီးတစ်ခု ဖြစ်သွားခဲ့တယ်လို့သိပ္ပံပညာရှင်တွေကဆိုထားတဲ့အထက်ဗုဒ္ဓဟောကြားတဲ့ဤကဘာမြေအောက်တွင်မြေဟုံဟုံတောက်လောင်နေသောတန်မြေများကြိုက်ကြိုက်စုပွနေသော ရေပူများတည်ရှိနေတယ်ဆိုတဲ့အချက်နဲ့သွားပြီးကြိုက်ညီပြန်ပါတယ် အဲဒါကြောင့်ကဘာကြီးရဲ့ဝင်ရုံးနှစ်ဖက်မှာတန်လိုက်ဆက်ကွင်းတွေပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီတန်လိုက်ဆက်ကွင်းတွေကြောင့်ပဲထမ်းရောင်ကြီးရဲ့ထမ်းတွေဟာတက်တာသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာကဘာကိုအုတ်ကာခဲတွေဝင်တိုက်တာနေသွားပါတယ်။ဒီလိုနဲ့ကဘာကြီးတဖြည်းဖြည်းအေးလာတာပေါ့။ချော်ရည်တွေကအေးသွားတော့ကြောက်ခဲတွေမြေကြီးတွေစတင်ဖြစ်ပေါ်လို့လာပါတယ်။အစပိုင်းမှာတော့မြေကြီးတွေဟာတစုတဲ့တညီတဲ့တည်ဆီနေခဲ့တာပါ။ အချိန်တွေကြာလာတာနဲ့အမျှကြောက်တိုင်းမြေတွေဟာအကွဲလာပြီးအခုလိုတိုက်ကြီးငါးတိုက်ဆိုပြီးပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်ဒါဆိုဒီလောက်မီးလိုပူလောင်နေတဲ့ကဘာကြီးတဲ့မှာရေတွေဘလို့ပေါ်ထွက်လာခဲ့တာလဲဆိုတဲ့မေးခွန်းမေးစရာရှိလာပြန်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့ပြောကြားချက်အရရေတွေဟာဥက္ကာခဲရီစီကကတ်ပါလာတာလို့ဆိုတယ်။မစောပိုင်းကာလတွေမှာချော်ရေတွေထိရောက်နေကြပေါ့။ရေတန်တရားလဲတဲ့အကြောင်းကိုမိတ်ဆွေတို့ငယ်ငယ်ကသင်ပူးတာမှတ်မိကြအောင်မယ်လို့ထင်ပါတယ်။ပူတော့အငွေ့ပြန်တယ် အေးတဲ့နေရာတွေမှာရင်ငွေ့ပြန်ဖွဲတယ်။အဲ့ဒီကနေတဆင့်တိမ်တွေဖြစ်သွားတယ်။အဲ့ဒီတိမ်တွေကနေမိုးအထစ်ပြန်လဲရွာချတယ်။ဒီလိုနဲ့ပဲကဘာကြီးကပူပြီးအေးလာတယ်။ဒီလိုနဲ့ပဲသမှုတရားကြီးတွေဖြစ်တည်လို့လာခဲ့လာပေါ့။ Water cycle photosynthesis လုပ်နိုင်တဲ့အစိမ့်ပြရင်ကြီးလေးတွေဖြစ်ပေါ်လာတဲ့အခါမှာတော့သူတို့ကြောင့်သက်ရှိတွေထမရှိမဖြစ်လိုအပ်တဲ့အောက်ဆီဂျင်ကိုစောက်ပြီးတော့ရရှိလာခဲ့ပါတယ်။ဒီလိုနဲ့သူတို့တွေကနေရင်နေတရဝါတွေစတင်ဖြစ်ပေါ်လာပါတယ်။ သူတို့တွေကုန်းပေါ်တက်လာတဲ့အခါမှာကုန်းတွေရေနဲ့တက်တော်ဝါတွေအဖြစ်ပြောင်းလဲသွားတယ်။နောက်ဆုံးမှာတော့လူသားတွေအပေါ်ဝင်မြေပင်ပေါ်မှာကုန်းတွေတက်တော်ဝါတွေပေါ်ထွက်လာခဲ့ပါတော့တယ်။ဒီအချက်ကိုကြည့်ချင်းအခင် သိပ္ပံအယူဆနဲ့ဗုဒ္ဓအယူဆဟာထပ်တူပါပဲ။လူတွေတခြားတက်တော်ဝါတွေကိုဖန်ဆင်းခဲ့တဲ့ဖန်ဆင်းရှင်ဆိုတာလုံးဝရှိမနေခဲ့ပါဘူး။ဒီအချက်တွေကိုကြည့်ချင်းအခင်သိရှိနိုင်ပါတယ်။ကဲကျွန်တော်အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုလူကြီးမင်းလူအနေနဲ့ကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် like and follow လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ လူကြီးမင်းလူရဲ့ like တခုဟာကျွန်တော်အတွက်တော့အဖိုးတန် PT တခုပါပဲနောက်ထပ်နောက်ထပ်တွေမှာလည်းပဲအခုလိုစိတ်ဝင်စား